ဆရာစင်ပြောပိုင်ရဲ့စာသားလေးဖြစ်ပါတယ်။ quantity of leave ပေါ့ခေါင်းဆောင်မှုရည်အတွက်များခြင်းဟာဆိုရင် quality of life ဆိုတဲ့ဘဝရည်တွေကိုမြင်မာစေတာဖြစ်ပါတယ်။ခေါင်းဆောင်မှုများများလုပ် lead များများလုပ်မယ်ဆိုရင် life ရည်တွေ quality တွေတိုးလာမှာဖြစ်ပါတယ်။ဒါကတော့ up down up direction ဖြစ်ပြီးတော့ဒီမှာ lead မှာ up direction ပြနိုင်မယ်ဆိုရင် live quantity ရလည်းပဲ up direction ပြနိုင်မှာဖြစ်ပါဒီလိုမျိုးမဟုတ်ဘူးကောင်းကောင်မှုအားနည်းရေကိုကိုကို motivation မလုပ်ဘူးကိုကိုကိုဘာလုပ်မှမလုပ်ဘူး comfort zone ထဲမှာပဲအေးဆေးနေနေမယ်ဆိုရင် life quality ကလည်းပဲ down direction ကိုတွန်းနိုင်ပါတယ်ဦးတည်တွန်းနိုင်ပါတယ်နော်အဲဒါကြောင့်မိမိကိုကိုတိုးတက်မှုရှိအောင် live quality လို့ quantity များများလုပ်ပါအဲဒါဆိုရင် life quality ကြီးများကြီးတိုးတက်လာမှာဖြစ်ပါ ဲ့တော့ကျမတို့တွေကတနေ့တာတနေ့အလုပ်တွေလုပ်ဆောင်တဲ့နေရာမှာလူတွေနဲ့ပေါင်းတင်ဆက်ဆံလုပ်ကောင်းဆောင်ရဲကြရပါလေအဲ့ခါမှာကောင်းတာတွေပြောပြီးတော့ကောင်းတာတွေလုပ်နေဖို့လိုအပ်ပါတယ် good talk good work တနေ့ကပင်တော့ good job ပါနော်ကောင်းကောင်းပြောမယ်ကောင်းကောင်းအလုပ်လုပ်မယ်ကောင်းတာတွေပြောပြီးကောင်းတာတွေလုပ်ဖို့လိုအပ်တယ်အပြောတွေကောင်းပြီးတော့အလုပ်တွေကောင်းဖို့လိုအပ်ပါတယ်အဲ့တော့ကျမတို့တွေဟာ လူတော်လူကောင်းကောင်းဆောင်ကောင်းနေဖြစ်အောင်ကြိုးစားရပါမယ်။တော်တဲ့လူတွေဖြစ်ဖို့လို့တော်တဲ့လူတွေဖြစ်အောင်ကြိုးစားရမှာဖြစ်တယ်လို့ကောင်းတဲ့လူတွေဖြစ်ဖို့လည်းလိုအပ်ပါတယ်။ကောင်းဆောင်ကောင်းနေဖြစ်ဖို့လည်းလိုအပ်ပါတယ်။တခြားသူတွေကိုကောင်းဆောင်မှုမပေးနိုင်ရင်တောင်မှမိမိကိုယ်ကိုကောင်းဆောင်မှုအမိမိရဲ့အလုပ်တွေပေါ်မှာရှေ့ရှုပြီးတော့ကောင်းတာတွေလုပ်ကောင်းတာတွေပြောပြီးတော့ကောင်းတဲ့လူတော်တဲ့လူကောင်းဆောင်မှုကောင်းတဲ့လူတွေဖြစ်အောင်ကြိုးစားဆောင်ရွက်ကြဖို့လိုအပ်ပါတယ်။ ဒါမှသာလေမိမိဟာစံနမူနာပြလူသားတယောက်ဖြစ်ပြီးတော့မိမိကိုအားကြအတူတူ role model ပေါ့နော် reference ခေါင်းဆောင်ဟိုမှာအအတူယူစံစံပြအတူယူနိုင်ရောက်တဲ့လူတွေဖြစ်လာမှာဖြစ်ပါလေအဲဒါကြောင့်မိမိကိုမိမိတို့ရဲ့လူကောင်းတဲ့လူခေါင်းဆောင်ကောင်းတဲ့လူတွေဖြစ်အောင်ကြိုးစားကြဖို့လိုပါတယ်ကြိုးစားကြဖို့လည်းတိုက်တွန်းချင်ပါတယ်ရှင် ဒါကတော့ဒေါက်တာမာရှယ်ကူစမစ်ကအခြားသူတွေကိုဖွင့်ပြတူးသစ်စီခြင်းလို့ဆိုရင်ကိုယ်ကစပြီးလုပ်ဆောင်မှာအဲ့ဒါဟုတ်ပါတယ်ကျမတို့တွေကအာမိဘစုမူတာချင်းကိုယ့်ရဲ့အစီအမျိုးအတိုင်းဝိုင်းမှာဖွင့်ပြတူးသစ်စီခြင်းလို့ဆိုရင်မိမိကစပြီးတော့ဖွင့်ပြတူးတဲ့အောင်လုပ်ဆောင်ကြရမှာဖြစ်ပါမိမိကိုယ်နဲ့ဖွင့်ပြတူးတဲ့အောင်လုပ်ဆောင်နိုင်ပြီဆိုရင်အခြားသူတွေက အခြားသူတွေကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ဖို့ကိုလမ်းညွှန်ပေးနိုင်မှာလမ်းပြပေးနိုင်မှာရှက်ခေါ်ပေးနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့တခြားသူတွေကိုဖွံ့ဖြိုးတိုးတက်စေချင်ရှင်တင်းတို့ကိုလည်းကပဲစပြီးတော့လုပ်ဆောင်လိုက်ပါတင်ရခဲ့တာတွေကိုကဘာကြီးကိုပြန်ပေးပါတယ်အဲ့တော့အိုင်စတိုင်းအိုင်စတိုင်းကလည်းပြောပြတာဖြစ်ပါတယ်အဲ့တော့ကိုရခဲ့တဲ့ဟာတွေကိုကဘာကြီးကိုပြန်ပေးဖို့နည်းနည်းပြောပါနဲ့ပြန်ပေးဖြစ်အောင်ပြန်ပေးပါတင်ရခဲ့တဲ့ ကောင်းတဲ့အချက်တွေကိုပြန်ပေးမယ်မကောင်းတဲ့အချက်တွေတင်ရောက်ခဲ့တဲ့ဆိုးတဲ့အချက်တွေမကောင်းတဲ့အချက်တွေနော်အဲ့တာမျိုးတွေကိုတော့သူကိုအဲဒီလိုလုပ်ရင်ဒီလိုဖြစ်တတ်တယ်ဒီလိုမျိုးမကောင်းဘူးအဲ့လိုမျိုးတွေမကောင်းတာကိုမလုပ်ဖြစ်အောင်ဥပမာအနေနဲ့ပေးပြီးတော့ အဲ့တော့တင်ဆောင်မရမှာပါနော်အဲ့တော့ကိုမကောင်းတဲ့အာသာချက်တွေကိုရခဲ့တဲ့ကောင်းတဲ့ရလက်တွေရလက်ကောင်းတွေဆိုလို့ရှိရင်ရလက်ကောင်းတွေဘယ်လိုရခဲ့တယ်ဆိုတဲ့အကြောင်းကိုပြန်ပြောပြမယ်ရလက်ကောင်းတွေမရခဲ့ဘူးဆိုလို့ရှိရင်လည်းတင်ကန်းစာအနေနဲ့အတွေ့အကြုံအနေနဲ့ပြန်ပြီးတော့ညောင်းပေးတင်ပါတယ်အဲ့တော့ကောင်းတာတွေရောမကောင်းတာတွေရောပြန်ညှပ်ပေးလို့ရပါတယ်ကောင်းတာတွေကိုတော့အတူတူအားကြ ဆိုရတဲ့အချက်တွေသင်ခန်းစာတွေအနေနဲ့ယူနိုင်အောင်ပြန်ပြောပြပေးလို့ရပါတယ်။ဒါကတော့ဆရာအယ်ဘတ်အိုင်စတိုင်းရဲ့ Learn for yesterday, life, live for today, hope for tomorrow. The most uh, the important and the important thing is not to stop questioning ဟုတ်ပါတယ်။မနေ့ကနေ့သင်ယူရမယ်။မနေ့ကကိုပါလုပ်ခဲ့တယ်မနေ့ကကိုပါလုပ်ခဲ့တယ်ဆိုတာကို မနေ့ကလှုပ်ဆောင်ခဲ့တဲ့အကြောင်းအရာတွေကနေမှကျွန်တော်တို့ကတင်ယူပါမယ်။ဘာဆောင်လဲဆိုတော့မနေ့ကလှုပ်ခဲ့တဲ့လှုပ်ရက်တွေကိုကိုပြန်ကြည့်လိုက်မယ်။အဲဘာတွေလိုအပ်ချက်ရှိနေသလဲ။ဘယ်ချက်တွေကကောင်းနေလဲ။ဘယ်ချက်တွေကိုလှုပ်ရင်အဆင်ပြေနိုင်လဲ။ဒီလမ်းကြောင်းလိုက်သွားရင်အဆင်ပြေမှာလား။ဒီလမ်းကြောင်းကိုလှုပ်ခဲ့လို့ရှင်အဆင်ပြေတာတွေဖြစ်တဲ့တဲ့။အဲဒါမျိုးတွေတင်ယူရမှာဖြစ်ပါလေ။ဒါမှမနေ့ရဟာတွေကိုမနေ့ရအကြောင်းအရာတွေကိုတင်ယူလိုက်တဲ့အခါမှာဒီနေ့ကို ကိုကောင်းတဲ့ရလဲတကောင်းတဲ့ရနိုင်ကိုပြင်ဆင်ပြီးတော့မှဒီနေ့အတွက်ကိုကောင်းကောင်းအသက်ရှင်ကြရမှာဖြစ်ပါတယ်။အာတနေ့ဒါအလုပ်ကိုတနေ့အကောင်းဆုံးမိမိတို့ကိုစမ်းညံစမ်းရှိသေးအကောင်းဆုံးကြိုးစားဆောင်ရွက်သွားမယ်ဆိုလို့ရှိရင်မနေ့ကံလည်းဟာမျိုးလင့်ချက်ကောင်းတဲ့ရလက်ကောင်းမျိုးကိုပိုင်ဆိုင်နိုင်တဲ့အနေအထားမျိုးရရှိမှာဖြစ်ပါတယ်။ဒါကြောင့် land for yesterday lit for today hope for tomorrow ဆိုတဲ့အတိုင်းနဲ့မနေ့ပြန်တိုင်းကိုမျှော်လင့်နိုင်လို့ဖြစ်ပါ ။မနေ့ပြတိုင်းကိုအများကြီးမညှောလိမ့်ပါနဲ့။ဒီကနေ့အတွက်ကိုပဲအကောင်းဆုံးကြိုးစားဆောင်ရွက်ပါ။ဒီကနေ့ကိုအကောင်းဆုံးကြိုးစားဆောင်ရွက်လိုက်ပြီးဆိုတာနဲ့မနေ့ပြန်အတွက်အကောင်းနဲ့ရလဒ်ကိုရလဒ်နိုင်အောင်တည်ကြပါမယ်။နောက်တစ်ချက်က the the important thing is not to stop questioning. အဲ့တော့ questioning လောက်တာတွေကိုမရက်ဖို့ပြောတာပါနော်။ကိုမသိဘူးဆိုရင်မေးရမှာဖြစ်ပါနဲ့။မသိရင်မေးရမယ်။မသိရင်လေ့လာရမယ်။ မသိရင်သိတဲ့သူစီရနေမှာပညာရရှာရအောင်ဖြစ်ပါမယ် questioning လုပ်ဖို့မမေ့ပါနဲ့ questioning လုပ်အောင်ရှက်တယ်ဆိုရင်အဲဟိုကိုတိကျင်တဲ့အကြောင်းအရာတွေပေါ့ကိုမှအဖြေမရှိတဲ့ပုံစံတွေတက်ကိုသိလို့ရတဲ့အခွင့်အရေးတွေအများကြီးရှိနေပါလေအဲဒါကြောင့်မို့ questioning လုပ်ဖို့မမေ့ပါတခြားလူ questioning မလုပ်နိုင်ဘူးဆိုရင်တော့မိမိကိုယ်ကို questioning လုပ်ဖို့လိုအပ်ပါတယ်ငါဘယ်နေရာမှာလိုအပ်နေလဲငါဘယ်နေရာမှာရောက်နေ အဲဆိုတာမျိုးမိမိကိုယ်ကိုပြန်ပြီးတော့ questioning ထုတ်ရကြပါကိုဘာလုပ်နေတာလဲကိုဘယ်ကြီးရဲ့ချက်ကိုသွားနေရလဲကိုရလက်ကောင်းနေပါရချင်ပါဘသူတွေနဲ့တွဲမှလဲဘသူကိုဥစားမှုလုပ်မှလဲဘသူတွေနဲ့အတူတွဲလုပ်မှလဲဘယ်အချိန်မှလုပ်မှလဲဘယ်အချိန်မှကောင်းတဲ့ပုံမှလဲအစတပြင်မိမိကိုယ်ကို questioning လုပ်လို့ရပါတယ်အဲအဲ့လိုမျိုး questioning လုပ်နေမှဆိုရှင်ရလက်မေးဖို့နေတဲ့အချိန်မှာအဖြေရရှိဖို့အတွက်ပါ ရရှိနိုင်မှုရှာဖွေနိုင်မှုခွင့်လမ်းတွေများသည့်ရှိပါတယ်